်ဆက်ပေးမယ့်သတင်းကတော့ပြည်ရင်းရှိဆိုင်များအားလုံးဝင်ကြီးဌာနကထုတ်ပေးတဲ့ပေါင်းစာများဖြင့်သာရွှေရောင်းဝယ်ပြုလို့ရမယ့်သတင်းဖြစ်ပါတယ်။ရွှေဆိုင်များအနေဖြင့်တရံစတားနေတဘာပေါင်ဝင်ကြီးထိန်းသိမ်းဝင်ကြီးဌာနကထုတ်ပေးတဲ့ပေါင်းစာဖြင့်သာရွှေရောင်းဝယ်ပြုလို့ရမယ့်ဖြစ်ကြောင်းသိရပါတယ်။ရှခင်ကလေးကတရံစတားနေတဘာပေါဝင်းကြီးထိန်သိမ်းငွေကြီးဌာနကထုတ်ပေးတဲ့ပေါင်းစာကိုသာ အသုံးပြုရမည်ဟုအတိပေးချက်ထုတ်ပြန်ထားပြီဖြစ်ကြောင်းသိရပါဗျာ။ ရခင်ကအသုံးပြုခဲ့တဲ့ရွှေဆိုင်မီများရေးသားထားတဲ့ဘောင်းချများအစားဝကြီးဌာနကထုတ်ပေးတဲ့ဘောင်းချများဖြင့်သာအယောင်းဝယ်ပြုလို့ရတော့မှာဖြစ်ကြောင်းသိရပါဗျ။တင်ရစတာနေတဘောပောင်ဝင်းစီထိန်သိငွေကြီးဌာနကထုတ်ပေးတဲ့ပေါင်းချမှာရွှေဆိုင်အမည်ရွှေရောင်းသူဝယ်သူအမည်ပုပ်ပုံတင်အမတ်နေရက်လိပ်စာဖုန်းနံပါတ်အစရှိရာတွေကိုဖြည့်သွင်းရမည်ဖြစ်ကြောင်းသိရပါဗျာ ဒါအပြင်ရွှေမျိုးစာဈေးနှုန်းပစ္စည်းအမျိုးမြင့်ချသင့်ငွေလက်ခအလျော်တွေအခွန်အစရှိရာတွေကိုလည်းဖြည့်သွင်းရမည်ဖြစ်ကြောင်းသိရပါဗျ။ရွှေရောင်းဝယ်ပြုလို့ရမှာနေ့စဉ်သတ်မှတ်ရည်ညွှန်းစီဖြစ်တာရောက်ချရမှာဖြစ်ပြီးသတ်မှတ်စည်းမျဉ်းများကိုမလိုက်နာပါကရေးယူခရမည်ဖြစ်ကြောင်းတရားစတာနှင့်တဘာပဝင်စီထိန်းသိမ်းဝင်ကြီးဌာနကထုတ်ပြန်ထားကြောင်းသိရပါဗျ။ဒီသတင်းကိုတော့မြတ်တီတီကပေးပို့လာတာပါ။